ါပါအခုကျွန်တော်ကပြောပြမဲ့တဲ့ဒီလေးကတော့မင်းညာကဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကိုလာပြောပြမှာဖြစ်ပါတယ်ဖြစ်စဉ်လေးကထိုင်းနိုင်ငံဂျာဝါခေါင်ကရမှာပြောရတဲ့ဖြစ်စဉ်လေးကိုလာပြောပြမှာဖြစ်ပါတယ်ဖြစ်စဉ်လေးကတော့အမျိုးသမီးငယ်တူအသက်16နှစ်ပဲရှိပါသေးတယ်နောက်ကလို့ရှင်သူကခမင်းစားဖို့အပြင်ကိုထွက်သွားတော့ဘောနော်ထွက်သွားတဲ့အချိန်မှာအမိမတိလူတစု main ကလေးကြီးပဲပြောမယ်ဆိုလို့ရှင်လမ်းလမ်းတရေပေါ့နော်ဝိုင်လွန့်တွေကြီးပဲအဲ့ဒီအမျိုးသမီးကို လာပြီးတော့ဝိုင်းကြိုက်ကြတော့ဘောနအမျိုးသမီးချင်းချင်းပဲရောက်ကြလေးမပါဘူး။ဘာကြောင့်လဲဆိုတော့ရိုက်ခံကြည့်တဲ့မျိုးသမီးရဲ့ရည်စားကသူတို့ရဲ့အခွက်ထဲကအကြီးရဲ့ရည်စားဖြစ်နေလို့ဆိုပြီးတော့သူတို့ဝိုင်းရိုက်ခဲ့တာဖြစ်ပါတယ်။အမျိုးသမီးငယ်လေးကတော့ဒီအတော့တော်တော်များများကြီးခိုင်းမှုတွေရရှိသွားတော့ဘောနတော့အကြောင်းနဲ့ကြိုးဝါတယ်။ပေးလည်းမရှိဘူး။အဖေကတော့ဘန်ကောက်မှာလောလောတဲ့သမီးကတော့ဒီခုံကဲမှနေတော့ဘောနအဲ့ဒီပြင်စင်ကိုသူတို့ရဲ့အမျိုးသမီးတွေ မျိုးသမီးတွေအကုန်လုံးကိုတရားဆွဲဖို့ရှိတော့ဗောနော်။ဘာကြောင့်လဲဆိုတော့သူများဟိုကိုထိလဲရောက်လဲဆော့ပါတယ်။နိုင်ကလို့စင်လဲအဖွဲလိုက်နဲ့သူတို့လာပြီးတော့ပြဿနာရှာကြတော့ဗောနော်။လူတိုင်းလူလူသူတို့ပြဿနာရှာတာ။အဲ့ဒါကြောင့်ဒီခိုင်းနိုင်ငံမှာဆိုလို့ရှိရင်ခုလူငယ်လူရွယ်တွေကသူတို့ပညာတွေ တင်တာလည်းမဟုတ်ဘူးဒီလိုမျိုးဝိုင်းစုပြီးတော့အဖွဲလိုက်နေတယ်နောက်လို့ဆင်လဲဆေးတွေတုံးဆွဲတယ်တွေ့တဲ့များလူတွေကိုဒုက္ခပေးလေးရှိတော့ဘောနော်ဒီထိုင်းနိုင်ငံတော်တော်များများအခုကအဲ့ဒါကြောင့်ကျွန်တော်မြန်မာနိုင်ငံသားတွေလည်းထိုင်းနိုင်ငံမှာနေလို့ရှိရင်အထူးဖြူဆိုင်ကြပါလို့ကျွန်တော်ပြောချင်ပါတယ်အခုမြင်တွေ့ရတဲ့ တူလေးကတော့ဒီအမျိုးသမီးငယ်ပါအသက်16နှစ်ပဲရှိသေးပါလေ။ကျွန်ယောကရှင်ဆိုတာကအသက်မပြည့်သေးတဲ့ကလေးတွေလို့ပြောလို့ရတာပေါ့နော်။ဘာကြောင့်လဲဆိုတော့သူတို့ကဒီအသက်16နှစ်မပြည့်သေးဘူး။ចောင်းသားတွေပဲအဲ့လိုမျိုးရည်စားကြောင်းဒီထိုင်းနိုင်ငံမှာဆိုတော်တော်များများကရည်စားကြောင်းပြဿနာတွေဖြစ်တာအရန်ကိုများတာပေါ့နော်။အဲ့ဒါကြောင့်ကျွန်တော်မြန်မာနိုင်ငံသားတွေလည်းအထူးကူစိုက်ကြပါလို့ကျွန်တော်ပြောချင်ပါတယ်။အခုကသူ16နှစ်အရွယ်အမီလေးကတော့သူ့ရဲ့အဖေကဒီဘန်ကောက်ကနေ ခေါင်ကဲကိုလာပြီးတော့ဒီအမှုတွေပါတွေလိုက်ပြရတော့เนาะဘာကြောင့်လဲဆိုတော့သူတမီးကတော့အများကြီးပဲထိခိုက်မှုရှိတယ်ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်ဒီတင်းကိုလာပြီး sharing လာလုပ်သွားပြီးတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးအပောင်လေးနှိပ်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်တင်းဆိုလည်းကျွန်တော်ထပ်ပြီးတင်ဆက်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုလေးကို support ပေးချပါလို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် bye bye